အမေရိကန်သမ္မတတော်နယ်ထရန်ထောက်ခံခဲ့တဲ့အချက်28ချက်ပါငြိမ်းချမ်းရေးစီမံအရာယူကရိန်းက၎င်းရဲ့အရှိပိုင်းနယ်မြေများကိုရုရှားတို့ပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းစစ်တပ်ရဲ့စစ်သည်အင်အားကိုလည်းလျှော့ချရလိမ့်မယ်လို့ AFP သတင်းဌာနကရရှိထားတဲ့ငြိမ်းချမ်းရေးစီမံမှုကြမ်းအရသိရပါတယ်။ဥရောပစစ်လေယာဉ်များကိုပိုလန်နိုင်ငံမှာစကန်ချထားပြီးယူကရိန်းကိုကာကွယ်ပေးထားမှာဖြစ်ပေမဲ့ယူကရိန်းဟာနေတို့မဟာမိတ်အဖွဲ့ဒဲသို့ဘယ်တော့မှမဝင်ရှံကတိပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းတောင်းဆိုထားတဲ့အနောက်အုပ်စုငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်သားများ များကိုခွေယူခြင်းမပြုရဘူးလို့လည်းဖော်ပြထားပါတယ်။ မူကျန်းငင်းချင်းရေးစီမံမှာနေတိုစီမင်းဥပဒေများကိုစံနမူနာထားတဲ့ယူကရိန်းအတွက်အားကောင်းတဲ့လုံခြုံရေးအာမခံချက်ပါဝင်နေလို့အမေရိကန်တောင်ရှိသူက AFP ကိုပြောကြားခဲ့ပါတယ်။နေတိုစီမင်းစီကံများကိုခြေခံထားတဲ့ယူကရိန်းလုံခြုံရေးအာမခံချက်မှာယူကရိန်းကိုတိုက်ခိုက်မှုမတမျှအတွက်အမေရိကန်နဲ့ဥရောပမဟာမိတ်တို့ကပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ရေးဆွဲနေဆဲဖြစ်တယ်လို့အမေရိကန်တောင်ရှိသူများကပြောကြားတဲ့ညီငယ်ရေးအစီအမံအရရုရှားကို G8 အုပ်စုဝင်နိုင်ငံများတဲ့သို့ပြန်လည်ဝင်ခွင့်ပေးရလိမ့်မှာဖြစ်ပြီးဘေးစမှုများ short ပေါ်ပေးခြင်းဖြင့်ချင်းမြင့်ပေးရလိမ့်မယ်လို့ဖော်ပြထားပါတယ်။အဲဒီစီမံရာယူကရိန်းဘက်ကတီတီမမအ short ပေးမှုတို့လှုံ့ဆော်ရလိမ့်မှာဖြစ်ပြီးနေမြေပေးရခြင်းဆိုတဲ့တောင်းဆိုချက်ကိုယူကရိန်းကရခိုင်နှုန်းကပေးချထားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်အဆိုပြုချက်တွေကရုရှားရဲ့အမြင့်ဆုံးတောင်းဆိုချက်များကိုထပ်လောင်းဖော်ပြထားပုံပေါ်ပါတယ်။ရုရှားရဲ့တောင်းဆိုချက်များဟာချင်းချက်မရှိလက်နက်ချတဲ့သဘောနဲ့ညီမျှနေရကြောင်း၎င်းတောင်းဆိုချက်များကိုယူကရိန်းကတောက်လျှောက်ငင်းဆန်ခဲ့ပါတယ်။မူကျန်စင်သာရှိသေးတဲ့အမေရိကန်ညီညွတ်ရေးအဆိုပြုချက်မှာဖော်ပြထားရမှာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားနဲ့အခြားဒေသများကိုအတိအမှတ်ပြုခြင်းနဲ့ယူကရိန်းစစ်သားအရေးအတွက်ကို၄သိန်းသို့လျှော့ချရန်ဖော်ပြထားတယ်လို့သိရပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးလာမယ့်ရက်ပိုင်းမှာ ာမိမိဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံလိမ့်မယ်လို့မျှော်လင့်ထားကြောင်းယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးကပြောကြားခဲ့ပါတယ်။သဘောတူညီချက်မှတ်များဟာယူကရိန်းရဲ့ချုပ်ချားကိုလေးစားတဲ့ဂုံယူစရာငြိမ်းချမ်းရေးကိုစောင့်ကြည့်ပေးရမှာပါလို့ဇလန်စကီးကပြောကြားခဲ့ပါတယ်။အဲဒီဆိုပြူချက်ကိုရုရှားနဲ့အတူကြိတ်ကြံပြီးရေးဆွဲထားခြင်းဖြစ်တယ်ဆိုတဲ့သတင်းများကိုအင်ဖြူတော်ကပေးချခဲ့ပါတယ်။စတီဝစ်ကော်နေအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုတို့ကလွန်ခဲ့တဲ့လမှာနှစ်ဖက်စလုံးနဲ့တိတိကျကျဆောင်ရွက်နေစေဖြစ်တယ်လို့ဆိုပါတယ်။ တမရကဒီစီမံကိုထောက်ခံပါတယ်ရုရှားနဲ့ယူကရိန်းတို့အတွက်ကောင်းမွန်တဲ့စီမံတစ်ခုဖြစ်ပါတယ်လို့အင်ဖြိုသတင်းပြန်ကြားရေးအရာရှိကာရိုလင်းလီယာဗစ်ကသတင်းတောင်များကို ပြောကြားခဲ့ပါတယ်အစ္စရေးနဲ့ဟာမတ်တို့ပြည့်ခက်ရစဲခဲ့ကြတဲ့အဆိုပြုချက်နဲ့စင်တိုတဲ့ယခုစီမံအရအမေရိကန်တမရကိုရိုင်းကပြည့်ခက်ရစဲရေးကိုကုတ်ကဲရမယ်ငြိမ်းရေးကောင်စီကိုဥဆောင်လိမ့်မယ်လို့သိရပါတယ်ရုရှားလိုလားတဲ့အချက်များကို ဖြည့်ဆည်းပေးထားရတယ်လို့ဆိုပါတယ်